မြန်မာနိုင်ငံမှာနိုင်ငံတကာအဆင့်မီဘောလုံးကွင်းဗနက်ကွင်းရှိတယ်လို့ထင်ပါတယ် တန်း138နှစ်ရှိပြီဖြစ်တဲ့မြန်မာနိုင်ငံရဲ့တန်းအရှင်ဆုံးဘောလုံးကွင်းကဘယ်ကွင်းဖြစ်မလဲဒီမေကွန်းတို့ရဲ့အဖြေကိုကျွန်တော်ချက် GP တွေကိုတွားမေးကြည့်ပါတယ်သူပြန်ပေးတဲ့အဖြေကတော့နံပါတ်1တူဝနာကွင်းရန်ကုန်နံပါတ်2မန္တလေးသီရိကွင်းမန္တလေးနံပါတ်3ဗိုလ်ချောအောင်ဆန်းကွင်းရန်ကုန်နံပါတ်4ဘာထူးကွင်းမန္တလေးနံပါတ်5ပရုံမာကွင်းရန်ကုန်နံပါတ်6ဝနာသိတ်ထိကွင်းနေပြီးတော့ချက် GP တွေမှားပါတယ်ဒီကောင်ကမြန်မာနိုင်ငံအ ြောင်းကောင်းကောင်းမသိပါဘူးမြန်မာနိုင်ငံအကြောင်းကိုမြန်မာနိုင်ငံသားဖြစ်တဲ့ကျွန်တော်ကသာလျှင်အတိအဆုံးဖြစ်ပါတယ် မြန်မာနိုင်ငံမှာနိုင်ငံတကာအဆင့်မီဘောလုံးကွင်းများစွာရှိပါတယ်။ရန်ကုန်မှာ9ကွင်း၊နေပြည်တော်မှာ3ကွင်း၊မန္တလေးမှာ2ကွင်း၊တောင်ကြီးမှာ2ကွင်း၊ပသိမ်မှာ2ကွင်း၊မုံရွာမှာ2ကွင်း၊စုစုပေါင်း13ကွင်းလောက်အနည်းဆုံးရှိပါတယ်။ကဲကျွန်တော်တို့မြန်မာနိုင်ငံအနှံ့အပြားကဘောလုံးကွင်းတွေစီလေပတ်သွားလိုက်အောင်။ဝနာသိတိကွင်းနေပြည်တော်မန္တလေးတိုင်းဒေသကြီးနေပြည်တော်စပူသီရီမြို့နယ်ပြင်မနာသိတိရက်ကွက်ကပြည်သက်3000ကျော်ဝန်ဆန်းတဲ့အဆိုပါနိုင်ငံတကာအဆင့်မီ ဘလုံးကွင်းကြီးကို2023ခုနှစ်မြန်မာနိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပမဲ့28ကြိမ်မြောက်စီးကိန်းပွဲတော်အတွက်ရည်ရွယ်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်ဝနာသိတိအာကစားကွင်းကြီးရဲ့အကျယ်အဝန်းကဧက150ကျော်ပါတယ်ဘလုံးကွင်းအပြင်မိုးလုံးလီလုံးအာကစားကွင်းရေကူးကန်တင်းနစ်ကွင်းဖူဆယ်ကွင်းလေးပြစ်ကွင်းနဲ့အထွေထွေအာကစားလေးကျင်းရင်ကွင်းတွေပါအဆိုပါဝနာသိတိအာကစားဝင်းအတွင်းမှာရှိပါတယ် ဇေယသီရိကွင် နေပြည်တော်ဝနသီရိကွင်နဲ့ပုံစံတူတိဆောက်ခဲ့တဲ့နေပြည်တော်ကဇေယသီရိအာကစားကွင်ကလည်းပရိသတ်၃တောင်းကျော်လောက်ဝင်ဆက်ပါတယ်28ကြိမ်မြောက်အရှိတောင်အာရှာအာကစားပွဲတော်အတွက်နေပြည်တော်မှာတိဆောက်ခဲ့တဲ့နှစ်ကွင်းထဲမှာဇေယသီရိအာကစားကွင်ကလည်းအပါအဝင် ဖြစ်ပါတယ်ဝနသီရိကွင်ကဲ့သို့အခြားသောအာကစားနည်းများအတွက်အာကစားယုံတွေလည်းရှိပါတယ်မန္တလေးတိကွင်မန္တလေးမန္တလေးတိုင်းဒေသကြီးချမ်းမြသာစီမြို့နယ်မှာရှိတဲ့နောက်ထပ်နိုင်ငံ တကအဆင့်မီအာကစားကွင်းရဲ့နာမည်ကတော့မန္တလာတီရီလို့ခေါ်ပါတယ်ပရိသတ်3000ကျော်ဝင်ဆန့်ပြီးဝနာသိတိနဲ့ဇီယာတီရီအာကစားကွင်းများကဲ့သို့အထွေထွေအာကစားယုံတွေလည်းရှိပါတယ် ဒါအပြင်ဘောလဝိချန်ပီယံရှစ်ကဲ့သို့သောလဝိပွဲများစွာကိုလည်းအဆိုပါမန္တလာတိဂွင်ကြီးထဲမှာမကြာခဏကျင်းပလေးရှိပါတယ်။ဘာထူအကစားကွင်မန္တလေးမန္တလေးမြို့ရဲ့အလဲဘဟုလို့ပြောလို့ရတဲ့အောင်မြေတာဆန်မြို့နယ်မှာရှိတဲ့ဘာထူကစားကွင်ကိုတော့မြန်မာပေါ်လုံးပြည်သက်တွေရင်းနှီးပြီးသားပါတစ်ချိန်ကမြန်မာ National League ရဲ့အသင်းကြီးတသင်းဖြစ်တဲ့ရတနာဘုံ FC ရဲ့အိမ်ကွင်းလည်းဖြစ်ပါတယ်။ပြည်သက်9000ကျော်ဝင်ဆန့်တဲ့ဒီအကစားကွင်ကြီးထဲမှာပြေးခုံပြေးဘောလီဘော ်ဖူဆဲချင်းလုံးအစရှိတဲ့အကစားကွင်းတွေလည်းရှိပါတယ်တော်လန်ရဲသမားကြီးဘူမူကြီးဘာထူးကိုဂုံပြုတဲ့အနေနဲ့ဘာထူးကွင်းလို့နာမည်ပေးထားတာဖြစ်ပါတယ်မန္တလာတိရိအကစားကွင်းကြီးမတီဆောင်မီကာလအတွင်းမှာဘာထူးကွင်းဟာမန္တလေးမြို့ရဲ့အကြီးကျယ်ဆုံးအကစားကွင်းဖြစ်ပါတယ်ပေါင်လောင်ကွင်းနေပြီးတော့တစ်ချိန်ကနေပြီးတော့အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ပေါင်လောင်ကွင်းကတော့မန္တလေးတိုင်းဒေသကြီးနေပြီးတော့မြို့မှာတည်ရှိပါတယ်ပရိသတ်တထောင်ခွဲအထိဝင်ဆန်းတဲ့အဆိုပါပေါင်လောင်ကွင်းရဲ့ပုံစံက professional club အသင်းသင်းမှာအနေဆုံးရှိတဲ့ဘောလုံးကွင်းပုံစံဖြစ်ပါတယ်မြန်မာ national league မှာနေပြီးတော့အသင်းပြောက်သွားတဲ့တပြိုင်နက်ဆိုပါပေါင်းလုံးကွင်းကလည်းမြန်မာဘောလုံးလောကထဲကနေပျောက်ကွယ်သွားပါတယ်ဘရုံမာကွင်းရန်ကုန်ရခုံမြို့စမ်းချောင်းမြို့နယ်မှာရှိတဲ့ဘရုံမာကွင်းကမြန်မာနိုင်ငံရဲ့အကောင်းဆုံးမြက်ခင်းရှိတဲ့ကွင်းတစ်ကွင်းလို့ဆိုရပါမယ်ပရိသတ်3000ဝန်ဆန်းတဲ့ဘရုံမာကွင်းမှာမြန်မာ national league 2ပြိုင်ပွဲများ U19 ပြိုင်ပွဲများကိုကျင်းပပါတယ်ဒါအပြင်နိုင်ငံတ ကအဆင့်ပြိုင်ပွဲများကိုလည်းလက်ခံကျင်းပဖို့အရေးချစ်ပြည်မိကြောင်းကမ္ဘာပေါ်လုံးအဖွဲ့ချုပ်ကနေအတိအမှန်ပြုထားပါတယ် စလင်းကွင်းရန်ကုန်ရန်ကုန်မြို့ကမာရွတ်မြို့နယ်မှာရှိတဲ့စလင်းကွင်းကိုအားလုံးပဲသိကြမှာပါမြန်မာ National League 2ပြိုင်ပွဲများ U19 ပြိုင်ပွဲများမကြာခဏကျင်းပလေးရှိတဲ့စလင်းကွင်းကပရိသတ်8000ခန်းဝင်ဆက်ပါတယ်စလင်းကွင်းကိုလည်းနိုင်ငံတကာပြိုင်ပွဲများကျင်းပဖို့အရေးအချင်းပြည့်မီကြောင်းကမ္ဘာဖော်လုံအဖွဲ့ချုပ်ကအတိအမှန်ပြုထားပါတယ် WUSC ကွင်းလက်ရှိမှာမြန်မာ National League ပွဲစဉ်အများစုကိုလက်ခံကျင်းပပေးနေတဲ့ရန်ကုန် United ရဲ့အိမ်ကွင်း OneUSC ကတော့ရန်ကုန်မြို့လှိုင်မြို့နယ်မှာရှိပါတယ် OneUSC ကွင်းရဲ့ဝန်ဆန်းပရိသတ်ကတော့3500ပါတကယ်လို့ပွဲကြီးစဉ်ပေါ်မှာလူပြည့်သွားပြီးပွဲကြီးစဉ်မရှိတဲ့လွတ်နေတဲ့နေရာတွေမှာလူတွေမတည့်ရက်ပြီးကြည့်မယ်ဆိုရင်ပရိသတ်1000ကျော်လောက်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်တောင်ကြီးကွင်းတောင်ကြီးမြို့ရှမ်းပြည်နယ်တောင်ကြီးမြို့ရဲ့ဘူချောင်ဆန်လမ်းမကြီးဘေးမှာတောင်ကြီးမြို့ရဲ့ကြက်တရီဆောင်ဘောလုံးကွင်းတစ်ကွင်းရှိပါတယ်ပြည်နယ်ပွဲတွေမြို့နယ်ပွဲတွေနဲ့ကျောင်းပွဲတွေကို2012ခ ုနှစ်ကနေလက်ရှိအချိန်ထိ မပြတ်ကျင်းပနေတဲ့တောင်ကြီးခွင်ဟာပရိသတ်9000ခန်းဝင်ဆက်ပါတယ်မုံရွာခွင် မုံရွာမြို့စကိုင်းတိုင်းဒေသကြီးမုံရွာမြို့ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ပြည်တော်စုလမ်းမကြီးကြားထဲမှာရှိတဲ့မုံရွာအကစားခွင်ဟာစကိုင်းတိုင်းဒေသကြီးအတွင်းမှာအကောင်းဆုံးခွင်ဖြစ်ပါတယ်ချက်ခင်ကစကိုင်းယူနိုက်တက်ရဲ့အင်ဝင်းဖြစ်ခဲ့ပြီးပရိသတ်9000ခန်း ဝင်ဆက်ပါတယ်ပသိမ်ခွင်ပသိမ်မြို့အေယော်ဒီတိုင်းဒေသကြီးပသိမ်မြို့ပသိမ်လမ်းမကြီးဘေးမှာရှိတဲ့ပသိမ်ဘောလုံးကွင်းကအေယော်ဒီတိုင်းဒေသကြီးအတွင်းမှာအစင်အမြင့်ဆုံးကွင်းဖြစ်ပါတယ်ပရိသတ်6000ခန့်ဝင်ဆက်တဲ့အဆိုပါပသိမ်ကွင်းဟာမြန်မာ National League Club အေယော်ဒီ United ရဲ့အိမ်ကွင်းလည်းဖြစ်ပါတယ်ဘူချိုအောင်ဆန်းကွင်းရန်ကုန်မိုးရွာရင်ရေမတင်တဲ့ကွင်း1900ကျော်ကာလမြန်မာလက်ရွေးစင်အသင်းကြီးရဲ့အိမ်ကွင်း ီကွင်းကြီးကတော့ရန်ကုန်မြို့လက်ကောင်းမှာတည်ရှိတဲ့အောင်ဆန်းအားကစားကွင်းဖြစ်ပါတယ်ပရိသတ်4000ကျော်လောက်ဝန်ဆန်းတဲ့အဆိုပါကွင်းကြီးကိုနေချက်ကိုလိုနီတွေဒီဇိုင်းဆွဲပုံဖော်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်အောင်ဆန်းကွင်းရဲ့အောက်ခြေမြက်ခင်းကတော့အောင်ဆန်းကွင်းတကွင်းလုံးရဲ့အကောင်းဆုံးအစိတ်အပိုင်းလို့ပြောလို့ရပါတယ်မြက်ခင်းတွေကိုစနစ်တကျစိုက်ပျိုးထားပြီးဘိုးတက်ထန်စွာရွာသွင်းရင်တော့ကွင်းအတွင်းမှာရေဝတ်မနေပဲကွင်းဖေးမှာရှိတဲ့ရေမြောင်းတွေစီကိုမိနစ်အနည်းငယ်အတွင်းမှာပဲစီစဉ်သွားမှာပါ1906ခုနှစ် ်ကစတင်ဖွင့်လှစ်ခဲ့တဲ့အောင်ဆန်းကစားကွင်းရဲ့တံတန်းဟာယခုဆိုရင်118နှစ်ရှိပါပြီ။တူဝနာကွင်းရန်ကုန်တူဝနာကွင်းကိုတော့ရှေရှေဝိုးဝေးမိတ်ဆက်ပေးနေစရာလိုမယ်မထင်ပါဘူး။လက်ရှိမှာမြန်မာ National League ရဲ့ပွဲစဉ်တွေကို WUSC ကွင်းနဲ့ PLC လက်ခံကျင်းပပေးနေသလိုမြန်မာလက်ရွေးစင်အသင်းကြီးရဲ့အိမ်ကွင်းလည်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတင်ငန်းကျွန်းမြို့နယ်ဝေစီယန္နာလမ်းမကြီးဘေးမှာရှိတဲ့တူဝနာကွင်းကြီးဟာ ပရိသတ်9000ကျော်ဝင်ဆက်ပါတယ်မြန်မာနိုင်ငံရဲ့အကြီးဆုံးကွင်းတစ်ကွင်းဖြစ်ပြီးဒီကွင်းကိုတော့လွန်ခဲ့တဲ့နှစ်40ခန်းလောက်ကမှစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်တွန်းနာကွင်းအနေနဲ့လက်ရှိမှာမြန်မာနိုင်ငံရဲ့အကြီးဆုံးကွင်းတစ်ကွင်းဖြစ်နေပေမဲ့အကောင်ဆုံးကွင်းတစ်ကွင်းတော့မဟုတ်ပါဘူးကျွန်တော်ကတော့အောင်ဆန်းကွင်း မန္တလာတီကွင်းနယ်လောက်တူဝနာအကစားကွင်းကိုမနှစ်တက်ပါဘူးမြမလက်ရွေးစင်အတင်းကြီးရဲ့ပွဲစဉ်တွေကိုမန္တလာတီကွင်းသို့မဟုတ် အောင်ဆန်းအကစားကွင်းမှာပြောင်းကန်မှဆိုရင်မြမအတင်းနိုင်ငံတကာနိုင်ပွဲတွေပြန်လဲရှာဖွေနိုင်လိမ့်မယ်လို့ကျွန်တော်တင်ချပေါက်ပြောရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ် Subscribe လုပ်လို့နှိပ်သွားပေးပါဦး